င်္ဂလာပါတတမမီလေးတို့ရေဘ ഹു တုတာအစုံနဲ့ယသအစုံကိုနားဆင်ဖို့အတွက်ဘူကောင်းရဲ့ YouTube Channel လေးကို Like and Subscribe လုပ်ပေးဖို့တော့လိုနေပြီနော်။ကဲပုံမြင်လေးတွေတင်ဆက်တော့မှာမို့တတမမီလေးတို့ရေ Ready ပဲလားပုံမြင်လေးတွေနားထောင်မယ်။မင်္ဂလာပါတတမမီလေးတို့ရေတတမမီလေးတို့အထင်မှာအချင်းဆွဲတက်တက်ကလေးလေးတွေပါလားဖဖေမမီကဟိုဟာလေးခိုင်းလိုက်ရင်လေအချင်းဆွဲတက်တက် ပူပူပွားပွားကတရားလေးလောက်ခိုင်းလိုက်ရင်လေအချိန်ဆွဲပြီးမှလှုပ်တတ်တယ်။နောက်ဆုံးကြောင်းအင်ဇာတွေလုံမယ်ဆိုရင်လေအချိန်ဆွဲပြီးမှလှုပ်တတ်တယ်။အဲ့ဒါလိုမျိုးအချိန်ကိုဆွဲတတ်တဲ့ကလေးလေးတွေပါရဲ့လား။ပါရင်ဆိုရင်တော့ဒီပုံမြင်လေးကိုနားထောင်ပြီးသွားဖို့မမိနဲ့အောင်ထူးထူးစောင့်ပေးကနေပြီးတော့ရေးသားထုတ်ဝေထားတယ်။အချိန်ဆွဲတတ်သူလေးဆိုတဲ့ဒီရုပ်ပြကတ်တူးလေးကိုပုံမြင်လေးတစ်ပွဲအခုပဲဦးကောင်းကတင်ဆက်ပေးလိုက်ပါပြီနော်။ ချူလီဟာယင်ကောင်းသလားအလွန်ကိုပြည်ဟီသူလေးတယောက်ပေါ့သူကတခုခုလှုပ်ဖို့ကိုအချိန်ဆွဲပြီးမှလှုပ်တတ်တာကွဲ့အနက်ဆိုလဲအိမ်ရထားဖို့ကိုနိုးနေရတဲ့အိမ်ရတွေကမထားဘဲအချိန်ဆွဲနေတတ်တာမို့ကျောင်းသွားချင်ရောက်ပြီးဆိုအလင်းစလုံးပြင်ဆင်ရတော့တာပေါ့ကွဲ့ကျောင်းသွားဖို့လာကြတဲ့ကျောင်းကားကအင်းရှင်ရောက်နေပြီမဲ့သူကအစင်းသင်းမဖြစ်သေးတာမို့ ကျောင်းကားကပဲနေတိုင်းလူလူထူလေးကိုစောင့်နေရတာပေါ့ကွယ်မိမိကထူးကိုတခုခုခိုင်းရင်လဲဟုတ်ဟုတ်ပြီးရင်လှုပ်လိုက်မယ်လို့ဆိုကောင်အချိန်ဆွဲပြီးနောက်ကျမှလှုပ်တဲ့သေးတဲ့သမီးရေအမိုင်လေးတော့ပြပေးပါဦးပြီးရင်လှုပ်လိုက်မယ်မမေမိသားစုရင်အပြင်သွားကြမယ်လို့ပြပေးကပြောရင်သူကအဝတ်စားလေးဘုကိုအချိန်ဆွဲနေတဲ့တော်မူပြပေးမမေတို့က အမြင်လူလူစောင့်နေရတော့တာပေါ့မနေ့ပြန်ဆိုသူတို့ကြောင့်မအတန်းတင်စောင့်မိခွေဖြစ်ရတော့မယ်လေသူကငြင်းကောင်းတာမို့အမတ်တွေအများကြီးရမယ်ဆိုတာသူကိုယ်သူသိနေတယ်လေသူကြောင့်ကပြန်ရောက်တော့အဝင်စားလိုက်ပြီးညရောက်မှစာချက်တော်မယ်ဆိုကကစားနေပါတော့တယ်ညပဲရောက်တော့သူစာချက်မယ်လို့တော့ TV အစီအစဉ်က သူချိုက်တဲ့ဇကားလာနေတာမို့ငါကငြင်ကောင်းတာပဲခနာချက်လိုက်တာနဲ့စာရမှာပါဆိုပြီးတီဗီပဲဆက်ပြီးတော့ကြည်နေတော့တာပေါ့ကွယ်တီဗီအစီအစဉ်ကညနေမှပြီးတာမို့သူအရင်အစ်ချင်နေပါပြီမနေ့မှစောစောစာချက်လိုက်ရင်ရပါတယ်ဆိုပြီးအဲ့ရဝင်လိုက်တော့တယ်ကွယ်နောက်နေ့မနေ့ရောက်တော့ညာကညနေမှအိတ်ခဲတာကြောင့် ူလီဟာစောစောမနှိုးတော့ဘူးပေါ့ကွယ်။ဆာမကျဲရသေးခင်မှာပဲအင်းရှိကိုကြောင်းကားရောက်လာတာကြောင့်ဂျူလီဟာအမြင်ပြီးထွက်ခဲ့ရပါတော့တယ်။ကြောင်းကားပေါ်မှာတငယ်ချင်းတွေကညာကချက်ထားတဲ့စာတွေပြန်တွင်းနေကြပြီမေ။သူကတော့အသေးအတန်စာကိုကျင့်နေရပါတော့တယ်။ဆာမီဝဲခန်းထဲမှာတငယ်ချင်းတွေကစာတွေကိုအေးအေးဆေးဆေးဖြည့်နေကြပြီမေ။သူကတော့မဖြည့်နိုင်ဘူး ဖြစ်နေတော့တာပေါ့သူစံမီပဲမဖြစ်နိုင်တာမို့အမှန်မကောင်းတော့ဘူးဆိုတာသိပြီးအယဉ်ထောင်ထားရသွားတော့တယ်သူအချိန်ဆွဲနေလို့စံမီပဲဖြစ်နိုင်ရမှာကိုမဖြစ်နိုင်တော့တာလေဒီလိုနဲ့သူဟာသူ့ရဲ့အမားတွေကို နောင်တရပြီးတော့သူအချိန်ဆွဲပြီးလို့လို့စံမီပဲမှာကောင်းကောင်းမဖြစ်နိုင်ခဲ့တာကို နောင်တရပြီးတော့အခုဆိုရင်အရင်လိုပါပဲလို့လို့အချိန်မဆွဲပဲလှုပ်တက်နေပါပြီလှုပ်ရှားတွေကို ချက်ချင်းလုံနေတတ်ပြီးအရင်ကမှလိမ္မာတဲ့ကလေးလေးဖြစ်နေပါပြီကွယ်။ဦးကောင်ဖက်ပြပြီးသွားတယ်ဒီပုံမြင်လေးကိုနားထောင်ပြီးတော့တတမမီလေးတို့လည်းဘ ਹੁ တုတရရှိလိမ့်မယ်လို့ဦးကောင်ကယုံကြည်ပါတယ်။ဘေးကိစ္စပဲဖြစ်ဖြစ်ဘေးအရာကိုပဲဖြစ်ဖြစ်အချိန်မစွဲတာဟာအကောင်းဆုံးပါပဲ။လုံစရာရှိတဲ့အလုပ်တစ်ခုကိုချက်ချင်းထမလို့ပဲအချိန်ဆွဲတဲ့ချင်းကြောင့်ရရှိလာတဲ့အကျိုးဆက်တွေကတော့ဘလို့မှမကောင်းနိုင်ဘူးပေါ့ကွယ်။ ါကြောင့်မလို့တတမမီလေးတို့ရဲ့ဒီအချင်းစိုးတွေကိုပျောက်ချင်းမလားပျောက်အောင်ဖျောက်ပြစ်တက်ဖို့လေလူရင်တို့စူးစားလိုက်နာဖို့လေဒီပုံမြင်လေးကတာရကပေးသွားတာပဲဖြစ်ပါတယ်။ဦးကောင်းရဲ့ပုံမြင်လေးကိုနားထောင်ပြီးတော့တတမမီလေးတို့လည်းလိမ္မာရေးချရှိတဲ့ကလေးလေးတွေဖြစ်ကြပါစေလို့ဦးကောင်းကဆုတောင်းပေးလိုက်ရပါတယ်ကွယ်။နောက်ထပ်နောက်တစ်ခေါက်မှလည်းပုံမြင်အစ်စ်လေးတွေကိုဦးကောင်းကတင်ဆက်ပေးသွားအောင်မှာဖြစ်လို့ဦးကောင်းရဲ့ YouTube Channel လေးကိုလည်း Like and Subscribe လုပ်ပေးသွားဖို့လေမမိနဲ့ဦးနော်။ ပုံမြင်အစ်စ်လေးတွေနဲ့အတူတော်တော်များများလေးတို့နဲ့ပြန်ဆုံကြပါစို့တတား